ာမမအမရောဟောင်းတွေရွာပြီလေဆို तू ပြောလိုက်တဲ့အချိန်မှာငါဗာကြလိုက်လေတိတာမတ်ကလေးဆုံးသွားပြီလို့ကြားလိုက်တာ तू ကညောင်ညောင်လို့ပြောလိုက်တဲ့အချိန်မှာငါကနိုင်နိုင်ကြော်လို့ကြားလိုက်တယ်လုံးဝအဲ့မှာ exciting အမေကမကနေမမနေပါပြောရလဲမမနေပါပြောရလဲလည်းရောဆောက်ရတယ်ဟဲ့လားဆိုလေညောင်ညောင်ပါလို့ပြောနေမူးနေပြီလေညောင်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 နေပါပြောနာလဲလို့ဘလုံးမထွေးနေလည်းမူးယူနာပဲငါအရင်ညွန်နာပဲလို့ပြောလိုက်တော့ညောင်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 မမလင်းညောင်းညောင်းနဲ့ဩငါလင်းရဖြစ်ရတယ်အရင်စိတ်ထိခိုက်သွားတယ်တူဆုံးရှုံးသွားပြီ ဆုံးရှုံးနေတာမို့အင်မတန်ကြီးမားသည်လူတွေကဘာပြောလဲမဟုတ်လေဒီလောက်ထိတောင်စားနေတာတေးအေးတာပေါ့ no မားတယ်ကြတော့ဒါကားရိုက်ရှိလို့လာလိုက်တယ်ကိုရိုက်ရှိလို့လေးလိုက်တာမမြော်လိမ့်မယ်တွေ့တယ်ပေါ့ရေရှင်စေမုံလာပြီးတော့ကိုညောင်ကြောင်လေးကိုလာပြီးတော့တမီးတို့လာပြောတဲ့အချိန်ကြီးနဲ့တွေ့တာမမကြီးနဲ့နော်တမီးတို့နဲ့ချစ်တယ်ပြောကြတယ်မနေ့တုန်းကမှပေါ့နော်မနေ့တုန်းကညကတငယ်ချင်းတွေကမူဆေးကနေရောက်ကြတယ်ပေါ့နော်ရောက်ကြတဲ့အခါမှာအဲဆိုအလုံကဗာလဲရေဒီယိုဘာနော်ရေဒီယိုဘာကိုတွားကြတယ်ပေါ့နော်တငယ်ချင်းတွေက လာခြင်းအကြောင်းရင်းသည်သူတို့ကဟိုတယ်ထပ်ပြီးတော့အသက်ဝယ်မယ် P8 အတွက်ကိုသူတို့ကသူတို့ရဲ့ shaft တွေလည်းပါတယ်ပေါ့ကိုကိုရန်ကလည်း MRT4 cooking master က judge ဖြစ်တဲ့အတွက် shaft တွေနဲ့ judge judge နဲ့ဘယ်သူကအဆင်မြင်လဲရှင်းလေ judge က shaft ကဘယ်သူကအဆင်မြင်လဲ ်နော်ဆိုကိုတွေကအဲ့လို cooking master မှာဒိုင်ဖြစ်တဲ့အတွက်တငယ်ချင်းတွေကအခုညီတောင်းတာပေါ့နော်ငါတို့တွေအဲ့ဒီ taste ကိုငါတို့သွားစားကြည့်ကြမယ်အဲ့ဒီ taste ကကောင်းတယ်ဆိုလို့ရှိရင်ငါတို့ hotel ဖွင့်တဲ့ခါကြာလို့ရှိရင်ဟဲ့ကောင်သွားမစားဘူးလေသူတို့ဖွင့်လို့ရှိရင်တို့ချက်ဖို့ပြုတ်ဖို့အတွက်ပေါ့နော်ဆိုဘယ်ဒီတို့ရှိမှာဘာမင်ကျူးအစ်စ်ပေါ်လဲစိတ်လက်ဖက်ထောင်းဆိုလို့ရှိရင်အဲ့ဒီ radio bar ပထမဦးဆုံးစတာပေါ့စိတ်လက်ဖက်ထောင်းနော်အဲ့ဒါတို့ကပထမဦးဆုံးစတယ်ပေါ့တို့က mobile ပေါ့နောက်မှစင့်ပွားတွေဖြစ်လာတယ်ပေါ့အဲ့အတွက်ဒါစီတို့ကစိတ်ရပေါ့အဲ့ဆိုโอเคအဲ့တော့ ခုကဘာလဲဆိုတော့သူတို့တွေကတခြားသူတို့ဘာမီနူးအစ်စ်တွေထွက်ထားသေးလဲပေါ့သွားကြည့်ကြတယ်လေ့လာတယ်အဲ့ဒါပါပဲအဲ့ဆိုမောင်လေးအငယ်ဆုံးလည်းပါတယ်နောက်ထပ်မောင်လေးတဝင်းခွဲလည်းပါတယ်ပေါ့ကိုရီးယား၃ယောက်သွားတယ်သူက၆ယောက်လာတယ်အဲ့ chef ကလည်း chef chef ဆိုမဲ့သူက supervisor ပေါ့နော်သူရဲ့ chef တစ်ယောက်ပါတယ်တထေးနှစ်ယောက်ပါတယ်ပေါ့နော်သူရဲ့ညီမ အမတဝင်းခွဲပေါ့နော်ဆိုတော့သူတို့ရွှေလီရလာကြတယ်ပေါ့အဲဆိုသူတို့နဲ့သူသွားစားကြရတယ်သွားစားကြပြီးတော့ဒီ taste တွေကိုမြည်ကြရတယ်ပေါ့အဲ့ချိန်မှာကိုရီးယားရုပ်ရှင်တော်ကလည်းကအခလေးပေါ့နော်ဆိုမိုရိုနဲ့တွေ့တယ်အရန်ပျော်စရာကောင်းတယ်ပေါ့နော်အကားကြရတယ်ပေါ့ကိုလည်းဟိုဘယ်လိုခေါ်မလဲ outlet ပေါ့နော် relax time ဆိုတာတော့ရှိကြရတယ်ပေါ့နော်အဲ့ဆို အဲ့အတွက်သူတို့တချင်းဆိုရဲခလေးဆိုရဲကိုအားပေးတဲ့တကယ်လူများမှားခဲ့သည်ရှိတော့ကိုဒီ guideline ပေးမယ်ပေါ့နော်။ဘာလို့ဆို15နှစ်သမီးကတည်းကအဲ့ဒီမမအေးနဲ့မမေနဲ့ကတငယ်ချင်းဖြစ်တဲ့အတွက်15နှစ်သမီးကဒေါက်ခွဆိုပြီးချွင်ချက်နဲ့အဲ့လိုမျိုးပေါ့ဆန္ဒကိန်းကြီးတို့လက်ရည်တပြင်းဒီတို့နော်ဒီလိုမျိုးတချင်းတွေနဲ့ကြီးပြင်းလာခဲ့ပါဗါတယ်။အဲ့အဲ့အတွက်ခလေးတွေများမှားခဲ့သည်ရှိတော့ကိုဒီ guideline ပေးဖို့အတွက်ပေါ့နော်။ကြည့်တယ်အားပေးတယ်ခလေးတွေရတဲ့ကြီးဒီအင်မတန်နဲတယ် အသွားအပြန်လဲဆိုရှင်ကလေးတွေဘာမှမကြံဘူးစိတ်မကောင်းဘူးပေါ့နော်အဲဆိုဘာကိုကောပေးနိုင်လို့လားဆိုကိုလည်းမပေးနိုင်သေးဘူးပေါ့ပေးနိုင်ခဲ့တဲ့ပေးနိုင်ခဲ့တဲ့တနေ့ကြလို့ရှင်တော့ကိုလည်းပေးမှာပေါ့နော်အဆိုပြောချင်တာဒီလူရင်းကိုမရောက်သေးဘူးလို့မထင်ပါနဲ့ဒါမှဇက်ရည်လဲမှာမဟုတ်လို့အဲ့တော့ကိုက7နှစ်ခွဲလောက်မှာဘာဖြစ်တဲ့အတွက်ကလေးတွေအကုန်လုံးချင်းဆိုနေပြီ DJ ပေါ့ DJ ကလေးလေးတီးတဲ့အချိန်ကြတော့မှကိုက stand ထည့်ထားတော့ noise ကိုနည်းနည်းပေါ့တိတ်တော့မခံနိုင်ဘူးပေါ့နော်တချင်းဆိုတော့ရတယ် it's okay but dj ဒုံဒုံတိုင်းတိုင်းဆိုရင်ဘက်ကနည်းနည်းအောင့်လာတယ်ပေါ့နော် sign နဲ့နည်းနည်း a little လေးပြလာတော့ okay ကိုကအပြင်ထွက်လိုက်တယ်အပြင်ထွက်ပြီးတော့မှနေနေလိုက်တယ်ပြီးလဲပြီးတော့တို့တွေက okay သွားကြမယ်ငါတို့တွေ taste ကြည့်တယ်အကုန်ပြီးပြီပေါ့နော်ဆို okay သွားကြမယ်ဆိုတော့ပြန်လာကြတယ်ပေါ့ကိုတွေကကားတစ်စီးတို့က6ယောက်ကားတစ်စီးနဲ့ပြန်ကြအောင်ပေါ့အိမ်လဲရောက်ကောအိမ်မှာကိုကစိတ်ဆွတ်လောက်ထားတယ်အရင်အားနဲ့လာတဲ့ချိန်တိုင်းကိုကစိတ်ဆွတ်တောက်တတ်တယ်ပေါ့နော်ပြီးတော့တခုကအရေးကြီးဆုံးကကိုတောက်ချင်တာတဲ့ ဒီချင်းစီရိုးကိုမမေကိုကျွေးချင်တယ်မမေဒီ84နှစ်အခြေတော့ကစတီးရောက်ထည့်ထားတယ်ကိုကစုပ်ပြီးတော့မှထုတ်ပေးမှသူစားမှာအဲ့ဒီအတွက်ဒါကိုလောက်တာကြီးရွယ်ချက်နော်ကိုတောက်ချင်တာကနည်းနည်းပေါ့ဒါပေမဲ့ကိုတောက်ချင်တယ်လို့ပြောမှသူကโอเคလို့ပြောမှလေအဲ့တော့သူဒီအနက်နေဘာမှမခံနိုင်တော့ဘူး84နှစ်ဖြစ်တဲ့အတွက်အုံးစီချက်ထောပတ်ထမင်းကိုနေပါတယ်ပြီးလို့ရှိရင်ဖီချန်ကပြောသည်ကြက်ဥပြုတ်ဒါပဲအဲသူ့ရဲ့ daily ပေါ့သူ့ရဲ့ lifestyle ပေါ့နော်ဒီလိုဖြစ်သွားပြီ changes ပေါ့နော် အဲ့မှာကိုကဒါကိုစိတ်ဆုကိုပိုးနဲ့ထန်ထားတယ်ကိုကဟိုမှာဘာမှစားတာမှမဟုတ်တာမှအဲ့တော့ကိုကစိတ်ဆုကိုတောက်လိုက်တယ်ပေါ့ကိုရဲ့သားသမီး၃ခုအောင်လဲဆိုကိုသားလေး၃ယောက်ကိုလည်းကြွေးချင်တာလေအဓိကအဲ့ဒါအဓိကရွေချက်ကအဲ့ဒါအဲ့ဆိုတော့ဒီလိုပဲမြှူဆွဲဖျားရောင်းရတာပေါ့နော်ကိုက twist တွေအများကြီးတယ်အဲ့တော့အဲ့လိုမျိုးပေါ့လောက်လိုက်တယ်ပြီးလိုက်ပြီးတော့မောင်လေးဟာမူးပြီးတော့မှချင်းတောင်နဲ့ဝင်သွားခဲ့တယ်အော်အားကိုလိုက်ရတာပေါ့နော်ငါမောင်လေးကတအားအမအောင်ဆောက်ရှောက်တာတိကငါကြည့်နေတယ်တောက်တယ်ကတယ်ငါကြည့်တယ်အမဲတဲဟုတ်ပါလားငါအမ တေးများတေးတယ်လားလို့လဲမကြည့်ဘူးနှလုံးစကင်းထက်တာတဲ့အမောင်လဲမကြည့်ဘူးသူမှသူတောက်တယ်ဟောကားတယ်ပေါ့โอเคဒါလည်းသူ့သဘောသူစောင့်တာပဲငါနဲ့မဆိုင်ဘူးเนาะထဲကြဘလုံးမထွက်လဲအမမမအမရောဟောတယ်ရွာပြီလဲဆိုသူပြောလိုက်တဲ့အချိန်မှာငါဘာကြားလိုက်လဲသိတာမတ်ကလေးဆုံးသွားပြီလို့ကြားလိုက်တာသူကညောင်ညောင်လို့ပြောလိုက်တဲ့အချိန်မှာငါကနိုင်နိုင်ကြော်လို့ကြားလိုက်တယ် Oh my god လုံးဝအဲ့မှာ exciting အမေကမန်းကနေမမမနေပါပြောရလဲမမနေပါပြောရလဲငါရောက်ဆုံးသွားရဲဟဲ့လားဆိုလေအဲဟဲ့ ညောင်ညောင်မာလို့ပြောနေမူးနေပြီလေညောင်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 အဲ့ဒါနှစ်ပန်းနှစ်ချက်ကျင်းပေးလိုက်တယ်အတိတ်တရားရတော့ခွန်းခွန်းဆိုကြတယ်တော့ဒီဘိုင်ပြောနာလေလို့ဘလုံးမထွေးနဲ့နည်းလေမူးယူနာပဲငါအရင်ယွန်နာပဲလို့ပြောလိုက်တော့ညောင်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 မမလင်းညောင်ညောင်နဲ့ဩငါလင်းရဖြစ်ရတယ်စောက်ချိုးဖို့နဲ့ပေါ့နော်အရင်စိတ်ထိခိုက်သွားတယ်ဘာဖြစ်လို့လဲငါတို့ RC1 မှာတော့ငါတို့ရစီးနေရဟုတ်တယ် RC1 မှာငါဒီအလန့်ကိုင်းနေငါတို့ရဲ့ဦးလေးဒီမော်ဂွန်ထိန်ဦးလာကြီး เนาะအဲ့အတွက်ငါသည် chemistry major နဲ့ကျောင်းတက်ခဲ့တယ်ဥညောင်တို့အာနောက်ခါကျတော့မတ်အေးမြင့်တို့နောက်ခါကျတော့ဆက်ရဆက်ရမတ်အေးမြင့်ရဆက်ရရှိရောမတ်အေးမြင့်ရယူလိုက်တဲ့ဆက်ရဆိုတော့ဒါငါတို့အမှုပညာအသင်ကဆက်ရတယ်အမြင်ဟန်အရန်အလေးစားအားကြခဲ့ရတော့ပေါ့เนาะကိုညောင်တို့အရန်တော်တယ်เนาะငါတို့တကယ်စီနီယာတွေလေဟုတ်တယ်ခလားအဲ့တော့အရန်ချစ်တယ်ကွယ်သူ့တဘောသူ့ဆောင်၍သူ့လုတ်ချင်းတင်ကနဲ့မဆိုင် ငါလည်းငါသဘောငါဆောင်တာပဲเนาะအတရားသဘောနဲ့ပြောပြတာပါအဲ့တော့အခုသူဆုံးသွားတဲ့အတွက်အရန်ဆုံးရှုံးနစ်နာမှုကြီးမားတယ် why သူဒီ immediate တော်တယ် perfect เนาะဘာကြောင့်လဲသူဒီ chef ငါတို့လိုပဲ chef အမြဲတမ်းကိုမိုးရဲ့ shooting ဆိုလို့ရှိရင်အကုန်ချက်တာအတကုန်ချက်တယ်ရော့ဟဲ့အင်းဟဲ့ရော့ဟဲ့ငါပင်တရားသွားလဲပင်တရားအလျောက် MRT ဖို့တခုလုံးကိုနေ့စဉ်နဲ့မြဒီနေ့ဘာစားမှလဲမစားမှမစားဆောင်မြို့ဆွဲလား ဒီနေ့ကငါ6နဲ့ငါ6ချက်တယ်ခလေးတွေရှမ်းပြည်ဖြစ်တဲ့အတွက်တို့ကမြန်မာအစားအစာစားခြင်းလေဟဲရခိုင်မုတ်ဒီဟေးချက်တာအကြီးကြီးငါရွှေတွေတည်သွားတာဟုတ်တယ်ခက်လားလို့လွယ်လွယ်လေးလေးပုံစံတစ်ခုကအဖြေသိလို့ရှိရင်အင်မတန်လွယ်ပါတယ်ဒီပုံစံတွေကိုခက်တယ်လို့ထင်နေကြတာလူတွေကသူ့ဆုံးရှုံးသွားပြီဆုံးရှုံးနေတာမို့အင်မတန်ကြီးမားသည်လူတွေကဘာပြောလဲဟုတ်လေဒီလောက်ထိတောင်စားနေတာတေးအေးတာပေါ့ No မားတယ် သူကြိုက်လို့သူတောက်တာလေကိုကြိုက်ရကိုလို့ဘူဇာတနငငယ်တော့ဒါတော့ရှိတယ်မလားလာဘူဇာတနငါအောင်ဆိုကြမယ်ဘယ်သူနိုင်လဲလို့ဟုတ်တယ်နော်ဒါလေးပါပဲရှင်းရှင်းလေးအရာခတ်သိ everything အရာတိုင်းဒီ easy going okay ဟုတ်တယ်မား I know ဒါလေးပါပဲကိုညောင်ကောင်းရာတုကတိလာပါစေကောင်းရာဘုံဘဝကိုရောက်ပါစေ